ချစ်ဆိုတာကိုဘဝကိုဖျက်ဆီးနိုင်မဲ့ခလုတ်တစ်ခုကိုတခြားသူလက်ထဲကြည်ကြည်နက်နက်ထည့်ပေးလိုက်ပြီးသူအဲ့ဒီခလုတ်ကိုဘယ်တော့မှမနှိပ်လောက်ပါဘူးလို့ယုံတာတဲ့အခါများစွာမှာကျွန်တော်တို့ယုံတာမှန်တတ်ပါတယ်တခါတလေတော့လည်းနည်းနည်းပါးပါးမှားရင်မှားမယ်ပေါ့ကိစ္စမရှိပါဘူးအဓိကကတော့လူတွေဟာချစ်ချင်ကြတဲ့အခါ နာကျင်ရနိုင်ချေကိုမဖြစ်မနေယူချရတယ်ဆိုတာပါပဲခမည်းကိုနာကျင်အောင်လုံနိုင်စွမ်းအရှိဆုံးဖြစ်လာမဲ့သူဟာခမည်းချစ်လိုက်မိတဲ့သူကလွယ်လို့တခြားဘယ်သူများဖြစ်နိုင်အောင်မလဲဟိုဘက်လန်ထိတ်ကအတုတ်ရောင်နဲ့အန်တီဂျီဟာခမည်းကိုနာကျင်အောင်မလုံနိုင်ဘူးလန်နေလှဲကလေးနဲ့ရွှေရင်အေးလာရောင်နဲ့ဦးလေးကြီးဟာခမည်းကိုနာကျင်အောင်မလုံနိုင်ဘူး မားဘေးမှာငုတ်တုတ်ထိုင်နေတဲ့ခမားရဲ့ချစ်လှစွာတော်ကပဲလုံမှာသူပဲလုံနိုင်စွမ်းရှိတာသူပဲခမားသိခံရမှာသူပဲခမားမကြိုက်တာခိုးလုံမှာသူပဲခမားကိုလိမ်မှာသူ့ကြောင့်ပဲခမားနာကျင်ရမှာဘာဖြစ်လို့လဲဆိုတော့ခမားကခမားဘဝကိုတောင်ဖြက်စီးပစ်ချင်ရင် ဖြက်စီးလို့ရနိုင်တဲ့ခလုတ်ကိုသူ့စီကြည်ကြည်နက်နက်ပေးထားခဲ့တာကို ုက္ခလုံလည်းခမည်းလက်ထဲမှာရှိတာပဲဒီတော့အခက်မသိတဲ့ဝင်နေပပတရားဘဝပေါ်တရားတက်နေမိတာမျိုးလောက်နေတော့ဘာရီစာဖွဲ့နေမှာလဲရည်ရွယ်ပြီးဖြစ်စည်းခြင်းရင်တော့ကျေနပ်ပါမယ်လို့စကရေလက်ခံခဲ့ပြီးသားမဟုတ်လားခလုတ်ကိုလက်ထဲထည့်မိရတဲ့တချောင်းချောင်းရှောက်နှိမ့်နေတဲ့လူမျိုးဆိုရင်လေသူ့လက်ထဲမထားတော့ပဲအဲ့ခလုတ်ကိုပြန်ယူလိုက်ပေါ့ဘာခက်တာမှတ်လို့ အဲ့လိုမှမဟုတ်ပဲတယူတရာဂယူဆိုင်ပေးနေတဲ့ခြားတွေကနည်းနည်းပပထိခိုက်မိလို့နာကျင်ရတာမျိုးဆိုရင်တော့လေတေဒရာမာမချိုးပဲနားလဲပေးလိုက်ပေါ့ဗျာသူကြောင့်မှ ခမည်းမနိုင်ဘူးသူကြောင့်နာမလဲမင်းညက်နေရအန်တီနဲ့အတူတူသားတွေ့လိုက်တာအန်တီတငယ်ချင်းပါသားရဲ့လို့ဟိုဘက်လန်ထိတ်ကအတုတ်ရောင်နဲ့အန်တီကြီးကပြောတဲ့အခါခမည်းနာကျင်ရလို့လား ူမကြီးရဲ့ဦးလေးမီးစိမ့်နေရဆိုတာကဂိမ်းဆော့နေတာပါတကယ်ပါလို့ရွှေရင်အေးရောင်းတဲ့ဦးလေးကြီးကပြောရင်လေခမားယုံနေမလားဘာလို့လဲဆိုစိတ်မမဝင်စားတာလေတော်ပြီဗျာအန်တီအထုတ်ကျွန်တော်ဘယ်တော့မှမစားတော့ဘူးလို့ပကံကြီးပြက်ပြက်လှန်ပြီးထွက်လာလို့လားတော်ပါတော့ရှင်ဦးလေးရေလို့စိုက်ကြည့်ပြီးမဲ့ပြလို့လားခလုတ်ရှိတဲ့သူစီမှာပဲနာကျင်ကြတာလေ သူ့ကြောင့်ပဲနားပါမယ်လို့ကြင်နဲ့ပြီး remote control လေးထည့်ပေးထားခဲ့တာမဟုတ်ဘူးလားသူ့ကြောင့်ပြောရတာတွေလည်းမနေမနှောရှိတာပဲလေပြောရတာများလို့လည်းခလုတ်ပြန်မြူသေးရပေါ့မနာချင်ရင်မချစ်နဲ့ချစ်ရင်နည်းနည်းပါးပါးထိမိခတ်မိတာတော့ရှိမှာပဲအားလုံးကိုဘဝနဲ့ကိုတိုင်ပတ်နေကြတဲ့လောကကြီးမှာဘယ်သူကမှလည်းခမည်းကိုခံစားရပါစေတော့ရဲ့လို့ တကူးတကလိုင်းလုံးမနေနိုင်ဘူးဒရမာတွေကိုအရင်နေရာမပေးနဲ့ဗျနာသွားပြီထပ်မလုံနဲ့ပြောလို့ရတယ်နှစ်ခါရှိပြီနော်သုံးခါရှိပြီနော်တတိပေးလို့ရတယ်တင်းကြီးကတော့ခံရမှာပဲဗျခွင့်လို့ရတာတွေမေးပြပေးရတဲ့လောက်ရက်တွေမသိချင်အောင်ဆောင်ပေးရတာတွေအရောရှိမှာပဲ လူဟာကိုယ့်ဘာသာကိုတယောက်တည်းနေရင်တော့ကိုယ်စိတ်နဲ့ကိုထရရင်ဖြစ်ချင်းဖြစ်နေတတ်တာနှစ်ယောက်နေရင်တွမိတာရှိမယ်တိုင်းမိတာရှိမယ်တက်ဖိမိတာရှိမယ်တမင်မရည်ရွယ်ပြီးတာပဲမဟုတ်လားပြောရတာတွေကြည်နူရတာတွေလည်းရှိမှာပါပဲအဲ့ကြရင်ဒါအတန်မထွက်တာနည်းနည်းနာရကျင်ရတာရှိရင်ခုနှစ်တန်ချီနဲ့အရက်ကိုဒုက္ခပေးပါပြီ ခလုတ်ကိုဂိုင်ကြွေတာအရန်ကြီးပုံမလာတော့ရင်ပြန်ယူလိုက်ရုံပဲသူ့ပေးထားတယ်ဆိုပေမဲ့အဲ့ဒါသူ့အပိုင်မဟုတ်ဘူးခမည်းပိုင်တာခမည်းခလုတ်ကိုဘွားကိုဘယ်သူလက်ထင်စီကားမစိုးအချိန်မီပြန်ယူလို့ရတာမမေ့နဲ့ရာဆောင်ဝိစီယ ဖတ်ရှုတင်ဆက်သူစေမြများစဉ်လူကြီးမင်းတို့ရဲ့ချိန်ပေးနာရှင်မှုအတွက် SS Radio မှာကျေးဇူးတင်ရှိပါတယ်ရှင်